အနုမြူစွမ်းရင်ဆိုတာကငုံကြုံမှုရှိတဲ့စွမ်းရင်ဖြစ်ပါတယ်အနုမြူစွမ်းရင်ဆိုတာဒီကျွန်တော်တို့တည်ငြိမ်တဲ့လျှက်စစ်ကိုပေးနိုင်တဲ့စွမ်းရင်မျိုးဖြစ်ပါတယ်ဒီမြန်မာနိုင်ငံတိုးတက်ဖို့ဆိုရင်ကျွန်တော်လျှက်စစ်စွမ်းအားဘလောက်တိလိုတယ်ဆိုတာကိုအားလုံးကသိပြီးဖြစ်လိမ့်မယ်တော်လေးစီမြမြနေပြီးတော့မှပဲထွန်းထားပြီးတော့မင်းတို့ကြံတဲ့ဟာတွေတရုတ်ရောင်းစားနေတာပဲကွာ။ဒီခါမှမအတန်မထွက်ဘူးဖြစ်နေတယ်ပေါ့နော်။အဲအတန်မထွက်တဲ့ဟာကဘာလို့လဲဆိုရင်မေးတဲ့ခါကျတော့ အသံထွက်လောက်အောင်အနေထားမရှိလို့ပေါ့ဗျာတဲ့။အောက်မှာသူက drone နားမှာသူကစုပြီးတော့ drone ပြင်နေကြတာ။သူတို့ drone ပြင်နေကြ။အဲ့ drone ပြင်နေကြတဲ့ရှင်တက်တဲ့ဝင်ကျုံပြစ်တာ။ drone ကလူတွေကလစ်ကော။ဒါကရှေ့ဒါဆန္ဒပြတဲ့ဟာတွေတက်ထောက်ခံရေးပွဲတွေအဲ့လိုပွဲမျိုးတွေမှာလည်းဒီလိုပုံစံမျိုးတွေကရှိခဲ့ပြီးသား။အဲ့ဒါကြောင့်မို့လို့လည်း9000ဇာဆိုတဲ့ပုံစံမျိုးပေါ်လာခဲ့တာဖြစ်တယ်။အခုတော့ပြောင်းခေါ်ရတော့မယ်ပေါ့နော်။ဒါ3000ဇာတွေပေါ့နော်။3000ဇာတွေ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ တချင်းလေးကိုကျေးဇူးပြုပြီးအဆုံးထိတိုင်းနားထောင်ပေးစီလိုပါတယ်ခင်ဗျာကျွန်တော်တို့ပြည်သူတွေအတွက်တော်လိုက်ရဲ့အတွက်လို့အလိုပါခင်ဗျာအိုးသတိထားစရာတို့တိုင်းပြည်တို့ရဲ့လူမျိုးငါတို့အပေါ်မှာထားရုပ်မာခြင်းကဆိုရွေးမကုန်ပါ ရသည်များအချောင်လိုကစစ်အာဏာရှင်အသက်ရှင်ခဲ့တာလူသလိုအကြံနဲ့သာကျိုးဆွဲခဲ့ဟိုနောက်ွယ်မှတာပြည်တွင်စစ်ပွဲတွေနှစ်ပေါင်းကြာဖြစ်ရခြင်းကိုအကြောင်းအဖြေရှာတော့နောက်ွယ်အတွင်းကလက်မဲဆိုတာ ်တို့အမှန်သေးကြတို့ပြည်သူမမျက်ဖြူစိုက်လေဒီကောင်တွေအကြိုက်ပါသွေးထိုးလို့ကိုကြိုးရှာကြတာလက်ပတော်တောင်းရဲ့အထက်မြေဆုံးရဲ့ကြောက်စုမှထွက်တဲ့တံငွေအလကားရဲ့နီးနီးရခဲ့တာအာနာရှင်တွေအမြဲတမ်းတည်မြဲကြမှာ သူတို့လူတို့ခေရလောက်ရစေဖို့သာပြည်တွင်းအေးများဝင်ပါရာဒီဆောက်တယုတ်ရဲ့ရုပ်မာဘုံကိုသတိထားပါစို့ခမညာဒီချင်းလေးရလဲဟိုလာရဲ့အတွက်ဘုမတ်တယ်မလို့ဘူးဆိုတာပြည်များဆုံးဖြတ်ကြပါနော် လို့လဲဆိုတော့ကုရပိုင်းတွင်တရုတ်ရဲ့အာကုနဲ့အာနာရှင်တွေတော့မှရွေးကောက်ပွဲဟာပြုံလုံးပေါ်လာတော့မှဖြစ်ပါလေကျွန်တော်တို့တောက်ပတ်ဖို့လိုပါတယ်ခင်ဗျာအပြောပြမယ်ရွှေမန်းမြေမှာရှိခဲ့ရွှေမြေမှာမြို့ပြေကိုဘာကြောင့်ရောက်ရသမိုင်းတွေရှိခဲ့မပေတယ်မှာဒီကောင်လွေရဲ့ မိษาစစ်ဘလူးများနဲ့အတူပေါင်းကြံငါမြေကိုသိမ့်အဓမ္မအတင်းယူပြီးသိမ့်ကြမယ်အကြံစီတွေရှိထားကြတာတည်ရဲ့ဘူပါရှင်တွင်ရဲ့မချီပါအေးအသွေးမပြေကုံစီတွင်တို့ပြည်တွင်တို့တွင်ကြကဆန်းအတူ စီစဲတူဆိုစနက်တွေကြောင့်သာကုစားခဲအနာရောဂါရတာခလိုနီတစုနဲ့ပေါင်းစားကြကပြည်သူများဘဝခမာမာသာကုကဲမဲ့ကအတပြာမဲ့ကတေရတာအဲ့လိုစနက်မျိုးရှိခဲ့ဖို့တမိုင်းများစီမှာတကယ်ပါရွှေမြမမမေစီเจ้าပါ ကြတဲ့တူးချင်းစီတယောက်ချင်းစီတိုင်းရဲ့သဘောထားမှတ်ချက်လေးတွေလိုချင်ပါတယ်ခင်ဗျာ။ဟောဒီအချင်းလေးကိုလည်းဆက်ဆိုင်တဲ့သူတွေအားလုံးသိအောင်ခင်ဗျာ one piece share ပေးစီလိုပါလေ။ဒီမှာရေးကွက်လုံးဝလိုပါခင်ဗျာအရေးကြီးလို့ပါလို့ပါအကျိုးတူပါတယ်နော်။ဘာသာရေးဘာသာရေး တတ်ဖို့စဉ်းစားပါနင်းတို့ပေါ့သေးသေးမထင်မှဆွေဖို့ရာအာနာယူကမလုံရဲတာမရှိပါညညချင်းမရှိစီကံဖောက်ကြရင်လူမျိုးပြောက်ဘာသာကွဲတယုတ်ကျွန်းအမှန်ဖြစ်မှာတိထားပါ စ်ခံကြမလားစဉ်းစားလို့ဝိုင်းဝန်းကသာအပြေရှားရွှေမြမဒင်းတို့ပိုက်လိုင်းကိုဖီအားတွေပေးရနိုင်ဖို့လှုပ်ဆောင်ပါစို့တုတ်ပြန်ကြဖို့အချိန်ရောက်ပါပြီ တို့ရဲ့ NUG တို့ရဲ့ပြည်သူအစိုးရများကိုကျွန်တော်လေးအကြံပြုတဲ့အားလုံးကသဘောတူကြလားကွယ်သဘောလားမှတ်ချက်လေးလိုချင်ပါတယ်ခင်ဗျာ ပလံမျိုးတွေအားလုံးပဲသဘာဝဘေးနဲ့မီးပြီးတာမှမြန်သောကင်းဝေးကြပါသလိုဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက်ရီဗော်လူရှင်း channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ဗီဒီယိုရေရှင်မလို့သွားပေးမှာတော့ယနေ့စက်တင်ဘာလ30ရက်နေ့ရဲ့မနက်ပိုင်းနောက်ဆုံးရရှိသတင်းချို့အချင်းချုပ်ဖော်ပြပြသွားဖြစ်တဲ့တော်လံမျိုးတွေအားလုံးပဲအဆုံးနှချီဖို့နေရတဲ့တမန်တောင်းဆိုလိုက်ပါတယ်။သတင်းကောင်းလေးပြဖြစ်တဲ့တော်လံမျိုးတွေအားလုံးပဲပျော်ရွှင်သနဲ့နားဆင်အောင်ဖြစ်ပါတယ်။ပရောင်းဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုရုစီပေါ့တဲ့နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်သိမ့်ပိုက်ထားဒီမှာဒီနေ့မှဆိုရင်တော့1903ရရှိဖြစ်ပါတယ်။မြန်မာနိုင်ငံတော် ပြက်တာတွင်စစ်ကောင်စီကစစ်ခွေးတေဆုံးမှုစင်းမှာတော့ဒီနီပင်းဒီမော့ဆိုဖရူဆိုမှာအကောင်30အနေတိုင်းတိုင်းပလောမျိုးနယ်မှာနှစ်ကောင်နဲ့မကွေးတိုင်းပခုတ်ကူမျိုးနယ်မှာတော့တော်လိုင်းရဲ့ပေါ်တုံးစစ်မကောင်းဆောင်နဲ့ကြာဆုံးခဲ့ရပါတယ်။နောက်ဆုံးသတင်းပုံဒီနေ့ကတော့မဲယောင်လိုင်းရဲ့စစ်ခွေးတဟာဘေးနေမှာပဲအတန်ဆော့ဆော့နဲ့ဘုံမာတွေအော်နေအော်နေသူတို့မအော်နိုင်တဲ့နေရာတနေရာရှိပါတယ်။အဲ့ဒါကတော့ရက်ခိုင်ပင်းနယ်ဖြစ်ပါတယ်။ဒါလို့ဘလောက်ပဲထိုးစစ်တွေကောင်းနေပြောပြောရက်ခိုင်ပင်းနယ်ကိုတော့သူတို့ဒီထိတို့တော့မရသေးတဲ့နေထားကိုတွေ့နေရပါတယ်။ဒါကတော့မကွေးတိုင်းငဖဲမျိုးနယ်ကနေရီကန်ယူအာနီမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်တရဲ့ရှေးတန်းကာကင်စခန်းတစ်ခုကိုအာခတ်တော်အေအေနဲ့မာမိတ်ပူအောင်တရီကထက်မှန်သိမ်းလိုက်ကြောင်းမနေ့ကထုတ်ပြန်ခဲ့ပါတယ်။နေ့ကံပြူဟာငဖဲမြို့နယ်အပြင်အထက်မင်းလာမြို့နယ်နဲ့လည်းဆက်ဆက်နေပါတယ်။ငဖဲမြို့နယ်အတွင်းနေ့ကံပြူဟာပောင်ဝင်းကျင်မှာစတင်ပါလပထမဘက်ကဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲဒီမှာလဲစစ်ကောင်စီတပ်ဖွဲ့ဝင်80ဦးတက်မနေ့တိုက်ဆုံးခဲ့တယ်လို့အေကသတင်းထုတ်ပြန်လိုက်ပါတယ်။ အဖြတ်မင်းလာမှုနဲ့အတွင်းစတင်ပါလာ၁ရက်နေ့ကနေစတင်ပါလာ၁၈ရက်အတွင်းတိုက်ပွဲဒီမှာလဲစေယုစုဘက်ကတေဆုံးသူ30ဦးကန်ရှိသလိုစစ်တုံးပန်းအချို့ကလည်းဖမ်းမိထားရလို့အထက်မင်းလာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကလည်းထုတ်ပြန်ထားပါတယ်။တကောင်စီဟာတခိုင်ပြည်နယ်နဲ့ထိစပ်ဒေသတွေကိုပြီးခဲ့တဲ့ဩဂုတ်လမတိုင်မီအထိတမ99လောက်ခန်းတရင်တွေဆေးလို့ထားခဲ့တာပါ။အဲ့တိုက်ပွဲမှာတော့အထိနာပြီးတမ99တမမှုဘုံမှုကြီးတင်မောင်ကျော်ကိုပြန်ဖမ်းပြီးတကခစက္ကွန်တရင်တွေကို အလုပ်ထားတယ်လို့သိရှိရပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့တွေ၊ကျွာတွေ၊စာတင်ကျောင်းတွေ၊ဈေးတွေ၊ဈေးရုံတွေ၊စေကန်းတဲ့ဘုံကြီးကျောင်းစတဲ့နေရာတွေပြင်လူစုလူဝေးရှိတယ်လို့ထင်ရတဲ့နေရာတွေကိုနေညာချင်မြွေလေကျောင်း၊ရေကျောင်း၊လက်နေကြီးနဲ့ပြစ်ခတ်တိုက်ခတ်လျက်ရှိပါတယ်။အဲကြောင့်စစ်တပ်ဟာအရသာပြည်သူတွေကိုနေရောညာပါအကြမ်းဖက်တိုက်ခတ်နေပြီးသတိပြုကြရန်နဲ့လေကျောင်း၊ရေကျောင်း၊လက်နေကြီးရန်နဲ့ပတ်သက်ပြီးအရေးပေါ်သတိပေးချက်ကိုလည်းအခိုင်အမာကျတော့အေးကပြန်ထားပါတယ်။ဒါကြောင့် အခိုင်အမာရှိတဲ့သူတွေအားလုံးနဲ့ထူးဘက်ကူပြပြီးနေထိုင်ကြဖို့ဒီနေ့ကနေပြီးထပ်မံအသိပေးချင်ပါတယ်နောက်တစ်သတင်းပုဒ်အနေနဲ့ကတော့အဂျမ်ဖတ်အာနာသိန်းစီအိုစုဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးရည်မှန်းချက်ကိုလှုပ်ဆောင်ရလို့ဥရသမကဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတီဦးထွန်းမိုးထွန်းကတော့ဥရသမကမှာနိုင်ငံတကာကိုအသိပေးပြောဆိုလိုက်ကြောင်းသိရှိရပါတယ်။ဒါမှမဟုတ်တစ်ဖက်မှာလည်းနျူကလ িয়ার ဟာအရန်ကိုရေးကြီးနေပြီးမအားလို့လိုအပ်နေပြီဆိုပြီးတော့ပြည်သူတွေအတွက်ပါဆိုပြီးတော့စစ်ခွေးဘောမာတွေနဲ့စစ်ခွေးတွေကတော့ပြောနေတယ်တွေ့နေရပါတယ်။ဆိုင်ရင်ဆိုတာကငုံချုံမှုရှိတဲ့ဆိုင်ရင်ဖြစ်ပါတယ်။အနုမြူဆိုင်ရင်ဆိုတာဒီကျွန်တော်တို့ တည်ငြိမ်တဲ့လျှက်စစ်ကိုပေးနိုင်တဲ့စွမ်းအင်မျိုးဖြစ်ပါတယ်။ဒီမြန်မာနိုင်ငံတိုးတက်ဖို့ဆိုရင်ကျွန်တော်လျှက်စစ်စွမ်းအားဘယ်လောက်ထိလိုတယ်ဆိုတာကိုအားလုံးကသိပြီးဖြစ်လိုက်တယ်။တည်ငြိမ်တဲ့လျှက်စစ်စွမ်းအင်ရရှိဖို့အရေးကြီးတယ်။ဥပမာပဲဗျာကျွန်တော်ဆိုလာနဲ့လျှက်စစ်ရမယ်။ဒါလေယာဉ်နဲ့လျှက်စစ်ရဝင်းပါဝါနဲ့လျှက်စစ်ရမယ်။ပြီးရင်ကျွန်တော်တို့ရေအားလျှက်စစ်ရမယ်။အာဇော်မဲလုံးတော်ဘိုးလူကြီးမှုတ်ကုန်ပြီ။ဒီသဘာဝတန်းခွေဒါမှမဟုတ်စက်တရားနဲ့လျှက်ဆက်စွမ်းရင်ရမယ်။ဘလို့ဖြစ်ဖြစ်လျှက်ဆက်စွမ်းရင်ဆိုတာနိုင်ငံတကာနိုင်ငံမှာအမျိုးဆုံးပေါင်းပြီးတော့ကြဆောင်ရွက်ရတာဖြစ်တယ်။ဥပမာဆိုလာလျှက်ဆက်စွမ်းရင်ဆိုတာညဘက်မှာတော့ကျွန်တော်မရနိုင်တော့ဘူး။ ။အော်အေးမေးမပြောကျွန်တော်လည်းမသိဘူး။အဲ့ဒီဝင်းပါဝါဆိုတာတဲ့လေလေစွမ်းရင်ဆိုတာလေဒီလေတိုက်ခတ်မှုရုံနေတဲ့အချိန်မှာမရနိုင်တော့ဘူး။ဒီအချိန်မှာနိုင်ငံတကာနိုင်ငံလုံးမှာရှိနေတဲ့စွမ်းရင်အေးမြစ်ပေါ့နော်။စွမ်းရင်အေးမြစ်တွေအားလုံးကအပေါင်းပြပြီးတော့ကြာဒါလိုတဲ့စွမ်းရင်ကိုဒီဘက်စွမ်းရင်ကနေဖြစ်မယ်။ကိုဘက်ကလိုတဲ့စွမ်းရင်ကိုဒီဘက်ကနေဖြစ်မယ်ဆိုတဲ့ဟာမျိုးတွေလိုပါတယ်။အဲဒါကြောင့်မလို့နော်ကျွန်တော်တို့အနေနဲ့ဒီစွမ်းရင်ဒီလေဒါအစာပိုင်းရင်တိမြုံနိုင်မှုကကြီးကောင်းကြီးမယ်။နောက်ပိုင်းမှာတော့ကျွန်တော်တီငိန်တဲ့ ပြဆက်စွာဇာပိုင်းဟင်းနီမျိုးတော့ကြီးမှပြီကျွန်တော်တို့ခိုးကြတော့မယ်ဆိုပြီးတော့ပပဆက်ဆက်ခိုးတော့ပါမယ်အားနေခွေပြိုးတုတ်တက်မှုရစင်လိုက်တယ်အဓိကတော့ကျွန်တော်တို့ဒီခရီးစဉ်မှာကျွန်တော်အပိုင်း၃ပိုင်းခွဲပြီးပြောချင်ပါတယ်အပိုင်း၃ပိုင်းကတော့တပိုင်းစီကအရေးပါနေတဲ့အတွက်ကြောင့်မဖြစ်ပါတယ်ပထမဆုံးရုရှားပေါ့နော်ရုရှားမှာကျွန်တော်တို့ရုရှားခရီးစဉ်ပြီးရင်တော့ကျွန်တော် ကာဇက်စတန်ခရီးစဉ်ပြီးရင်တော့ကျွန်တော်တို့အပြန်မှာတရုတ်ပြည်သမရနိုင်ငံဦးမင်းမှာကျွန်တော်တို့ကခဏနားခဲ့သေးတယ်အဲ့ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်ပထမဆုံးကတော့တစ်ခုနဲ့တစ်ခုကလည်း ဘောတဘောတဘောကနည်းနည်းကွာချတယ်ကွာချတဲ့ကြောင့်၃ဘိုင်းခွဲပြီးပြောမယ်အဓိကတော့ကျွန်တော်ရုရှားနိုင်ငံမှာကျင်းပတဲ့ကျွန်တော်ဒါ Ghost Attack ကနေကြီးမှုပြီးကျင်းပတဲ့ကပ္ပအာအမှုမျိုးပေါ့နော်ရတ္တပပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြာကျွန်တော်တို့ Foreign ကြီးကိုတက်ရောက်တာဖြစ်တယ်ပြီးရင်ရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ခဲ့တယ်အဲ့ဒီမှာကျွန်တော်တို့ကကမ္ဘာနိုင်ငံအသီးသီးကလည်းလာရောက်ပြီးတော့ကြာဒါ World Atomic Forum ကိုဒါတက်ရောက်တာဖြစ်တယ်တက်ရောက်တဲ့အခါမှာဒီအမှုမျိုးစွမ်းရင်နဲ့ပတ်သက်ပြီးညီညမ်းစွာပေါ့နော်အသုံးပြုနိုင်ဖို့အမှုမျိုးစွမ်းရင်ကို ဒါနိုင်ငံတိုင်းကအမှုမှုဆိုင်တဲ့ပတ်သက်ပြီးနိုင်ငံတိုင်းကရင်းချမ်းစွာနဲ့ပြည်သူလူထုအကျိုးအတွက်အသုံးပြုနိုင်ဖို့အတွက်ကိုကျွန်တော်တို့ဒါဆွေးနွေးကြတာရှိပါတယ်ဆွေးနွေးကြတဲ့နေရာမှာတက်ရောက်တဲ့နိုင်ငံတွေရဲ့အမြင်သဘောထားတွေကိုလည်းနားထောင်ကြရတယ်ကျွန်တော်တို့နိုင်ငံတော်ယာယီသမတကြီးရဲ့ဒါမိခွန်းလည်းပြောကြရတယ်ယာယီသမတကြီးအင်းတော့ပြောမှာပဲကျွန်တော်ကတော့ဘုံနေရှိတော့လောက်ကျင်းနေတာနှုတ်ရှိတော့အလုံးအေးဆေးပဲဆိုပြီးပြောမှာသိကြပါပဲဒီကမိခွန်းနဲ့မြန်မာနိုင်ငံရဲ့သဘောထားလည်းပြောကြရတယ်ဒီတော့အနှစ်ချုပ်ပြောရင်တော့မြန်မာနိုင်ငံရဲ့သဘောထားကတော့ကျွန်တော်တို့ဒီအမှုမှုဆိုင်ကိုအသုံးပြုခြင်းအကြောင်းရင်းကတော့မြန်မာနိုင်ငံမှာ စွိုင်းရင်ပေါ့လေတည်ငြိမ်တဲ့စွိုင်းရင်တည်ငြိမ်တဲ့လျှက်ဆက်စွိုင်းရင်တခုရရှိဖို့အဲပြီးရင်ဆေးဘက်ဆိုင်ရာစိုက်ပျိုးရေးဘက်ဆိုင်ရာသူတည်တနာတွေမှာဖွင့်ထိုးတိုးတက်ဖို့အတွက်ဒါတွေကိုကျွန်တော်တို့ဆောင်ရွက်ရခြင်းဖြစ်ပါတယ်အဲဒီရာနဲ့ပတ်သက်ပြီးတော့ကြာဒါပြည်ရနဲ့ကျွန်တော်တို့ဒါရုရှားရဲ့နုမြူစွိုင်းအေဂျင်စီတက်တက် Ghost Attack နဲ့လည်းကျွန်တော်တို့သဘောတူလက်မှတ်တွေရေးထိုးခဲ့တာရှိတယ်အဲပြီးရင်တော့ကျွန်တော်တို့ရုရှားသမ္မတကြီး Mr. Vladimir Putin နဲ့တွေ့ဆုံခဲ့တာရှိတယ်ဗျာတော့တွေ့ရနော်တွေ့တိုင်းပဲမြန်မာနိုင်ငံကဘာဒီဘလောက်တော့ပြေးနေလဲဆိုတာတော့ဒီကောင်လေးပြန်ဆင်းသွားရင်တော့ပြန်ကြပြီးတောင်းလေးကြိတ်ခံပြီးတောင်းလေးမရှိတော့တဲ့အချိန်ကြရင်တော့ တို့နိုင်ငံတော်ဗာနတ်ဒီအခွန်ဖြစ်နေတော့ပါပြီ။အဲ့တော့အမြန်ဆုံးမတွန်းလာနိုင်ဘူးဆိုရင်တော့မြန်မာပြည်သူတွေဘဝမြန်မာနိုင်ငံတကယ်မှတွေ့ရပါပဲ။ဘာလို့လဲဆိုတော့ထိတ်မှတက်ပြီးတော့ဟိုတို့လက်တွေထိုင်လုံးနေရပြည်တယ်။လောက်ွက်တွေပါဗျာမင်းအောင်လည်းလောက်ွက်တွေဒါ3000စားအကြောင်းနေပါတော့နော်။6800စားတွေ3000စားတွေမျိုးစုံမဲ့ကောင်တွေ9000စားထက်တော့မြင့်သွားပါတော့။ပုံစင်းလုံးတွေတက်လာတဲ့နှုန်းအဲ3000စားအကြောင်းနေလဲပါမယ်။အဲပြီးတော့ကျတော့ကချင်ပြည်နယ်ပမော်မှာ drone ပြင်နေရင်း ਨੇ drone စာမိသွားတယ်။ စစ်ကောင်စီဘုံမှုနဲ့အဖွဲ့အကြောင်းတွေလည်းပါမယ်။ပြီးတော့ဒါကြောက်ဖြူမှာအင်အားတွေတိုးချဲ့ဖို့စ조사လာတဲ့အပြင်စစ်ကြောင်းတွေခွဲပြီးတော့ထိုးလာတဲ့ဟာတွေပေါ့နော်။အဲဒီဟာအပေါ်မှာကျွန်တော်စုံစမ်းသိရှိရတဲ့ဟာလေးတွေပေါ့နော်။အဲပြီးတော့ကြတော့ဒါဆက်ဆက်ပြီးတော့ပြောစရာအကြောင်းအရာလေးတွေအများကြီးရှိတာပေါ့နော်။အတက်စရာတွေလည်းအများကြီးပါတယ်။အဲတော့ပထမဆုံးတော့ဒါဒီနေ့ဒါကျွန်တော်သိရတဲ့ထဲမှာဒါမင်းအောင်လိုင်းကဒါသူရုရှားကနေပြန်လာပြီဆိုတဲ့ချိန်မှာအများတမ်းမှလုံလေလုံထရှိတဲ့အကြောင်းအရာပဲအဲ့ဒါသူပြန်လာပြီဆိုတဲ့ချိန်မှာကြိုခိုင်းနေပေါ့နော်။ ဒီကောင်တွေကအဲ့လိုပဲသူတို့ကိုသူတို့ဘယင်လို့သူတို့ကိုသူတို့ဒါနတ်ဖျားတွေလို့အဲ့လိုမျိုးပုံစံအယမ်းလောက်တာနေပြန်လာပြီဆိုတော့နဲ့အာနန်းစီဒီယန်ကြီးကြိုရမယ်ဌာနဆိုင်ရာတွေကြိုရမယ်အမှုပညာရှင်တွေကြိုရမယ်အဲ့လိုပုံစံမျိုးဟိုမှာတေးွားတဲ့ကောင်တော့လည်းကြည်ပါလားဒါနိုင်ငံတော်ဇာမနာဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဒါဒါတေးွားကိုဘယ်နှစ်ယောက်မလာမနေရဆိုတဲ့ပုံစံမျိုးနဲ့လောက်ခဲ့တာတွေရှိတယ်ပေါ့နော်မြစ်ဆွေတို့ဘာလို့တော့အဲ့လိုပုံစံမျိုးလောက်ခဲ့တဲ့ကောင်တွေဖြစ်တယ်ပြီးရင်ဒီဥစ္စာကိုတို့ကအယံအယူမှုဖြစ်တာဒီဟာကို တို့ကိုတို့ကိန်းခိုင်းနေနေတယ်အချွေရန်တင်းမင်းနေအများကြီးနဲ့နေတယ်ဆိုတဲ့ဟာကိုအရန်ယူမှုဖြစ်လာအဲ့ဒါတန်ရင်မှုဆိုတဲ့ကောင်တွေကအစပါတော့ကျွန်တော်မြင်ခဲ့ဘူးတဲ့နော်ဒီခုဒါတစ်တစ်တမမှုဒါနောက်ချုံမှာပေါ့နော်ဒါမြင်ဟင်းဆိုတဲ့တယောက်ဆိုလဲအဲ့လိုပဲအာသူပြန်လာပြီဆိုတဲ့အခါကျရင်အာကားပေါ်ကနေသူဆင်းလိုက်ပြီဆိုတာနဲ့ကားဘီးနားမှာတန်းစီပြီးတော့သူ့ကိုအလေးပြုဖို့အတွက်ပေါ့နော်အရာရှိအကုန်လုံးစောင့်ပြီးတော့အဲ့လိုကြိုးရတဲ့ပုံစံမျိုးတွေကိုအရန်သဘောကျတဲ့ကောင်တွေရှိတယ်ပြီးတော့ဒါဒီအရာရှိအထက်မှာဆိုလဲအဲ့လိုပဲအာသူက လုံးဝလက်မပါချင်မပါကောင်းနေအောက်ကရဲဘော်တွေကထမင်းခူးကျွေးမှစားမယ်ဆိုတော့ကောင်းနေအာဝါပြီးတော့ခွန့်မကျွေးရအောင်တမယ်ပဲအဲ့လိုရရှိလေစေကောင်စီထဲမှာအများကြီးပဲတပေါ့နော်အခုအဲ့အဆင်နေတယ်မဟုတ်ပဲနဲ့ပေါ့နော်ဒါမင်းအွန်လိုင်းတို့လိုကောင်းတွေကဒီလိုလုတ်ပြနေတော့အောက်ကကောင်းတွေကလည်းအဲ့ဟာကိုဒါသူကဒါရပိုင်ခွင့်လုတ်ပိုင်ခွင့်ဆိုတဲ့ပုံစံမျိုးနဲ့အယူမှုဖြစ်သွားဒီချွေရန်သိမင်းနေများတဲ့ဟာသဘောကျအဲအဲ့လိုမျိုးတော့ကြအဲ့ဟာကိုဒါအခုလေသူကငွေကြေးပေးတယ်ပေါ့နော်ငွေကြေးပတ်စံ၃000ပေးတယ်၃000သားတွေပေါ့နော်ပေးတယ် အဲသူတို့သွားလာကပေးတယ်သွားစီလာစီပေါ့နော်အပြင်တဲခိုကတွေဗာရီယာစပေးတယ်စားစီတွေပေးတယ်အပြင်ကလည်းခုနကဒါမုံဘိုးသုံးသုံးမှပေးတယ်ပေါ့နော်အဲ့တော့ဒါကဟန်ပြလောက်ဆောင်မှုတစ်ခုလည်းဖြစ်တယ်ဟန်ပြဘာလို့ဟန်ပြချင်တာလဲအခြားနိုင်ငံတွေကသူ့ကိုကြည့်တဲ့အခါမှာသူကဒီလိုမျိုးခေါင်းဆောင်တယောက်ဖြစ်ပါတယ်သူ့ကိုပြန်ရောက်တဲ့အချိန်မှာခဏလေးပေါ့နော် ပြပကိုခဏလေးထွက်သွားပြီးတော့ပြန်လာတာတောင်မှပဲသူ့ကိုဒီလိုမျိုးကြိုဆိုတဲ့သူတွေကအများကြီးရှိပါတယ်ဆိုတဲ့ပုံစံမျိုးပြချင်တာလည်းပါတယ် အဲပြီးတော့ကြတော့ဒါအပေါ်စားစီယုံမှုပေါ့နော်ဗတ်ဆန်ပေးပြီးတော့စီယုံခိုင်းနေတဲ့ဟာမျိုးတွေအပေါ်စားစီယုံမှုဒါစစ်ကောင်စီတဲကစစ်ကောင်းဆောင်တွေကအမြဲတမ်းလှုပ်တက်တဲ့အလုပ်ပေါ့နော်ကြုပ်လေးပေးလိုက်အဝိစာလေးပေးလိုက်ကြောင်းဖြူစိမ့်လေးပေးလိုက်အဲလိုပုံစံမျိုးနဲ့ပေါ့နော်အသားလေးငါးလေးပေးလိုက်နဲ့သူတို့ရဲ့အဲသူတို့ကိုချစ်ခင်အောင်လေးစားအောင်ဆိုတဲ့ပုံစံမျိုးလှုပ်ပြနေတာရှိတယ်ဒါပေမဲ့တကယ်တကယ်ချစ်ခင်လေးစားမှုရလားဆိုဘယ်ရမလဲဒီကောင်တွေလှုပ်ရက်ကပဲဒါလူတို့ကကြည်တာပေါ့နော်အဲပြီးရင်သူတို့ဘက်ကကောင်တွေကတော့ဟုတ်တယ်ဒီကောင်တွေကတော့ ဆက်ဆံဒီလိုမျိုးမရဘူးဒီလိုမျိုးဒါဈေးစကားခံပြီးတော့ခေါ်ရာမျိုးတွေသူတို့မရှိဘူးအဲအဲ့လိုမျိုးကြောင်းမလို့ဒါသူတို့ကတော့လိုချင်တတ်မှတ်မှုရှိမှာပဲပေါ့နော်ဒါပေမဲ့အုံနောက်ရှိတဲ့သူကကျတော့ဒါကိုမြင်တယ်ဟာမင်းတို့ကောင်တွေကအခကျင်းဝင်ပြီးပြီးတော့ဈေးစားပုံစံမျိုးလိုက်လုပေးနေရတဲ့ကောင်တွေပဲဒါကရှေ့ဒါဆန္ဒပြတဲ့ဟာတွေတက်ထောက်ခံရေးပွဲတွေအဲလိုပွဲမျိုးတွေမှာလည်းဒီလိုပုံစံမျိုးတွေကရှိခဲ့ပြီးသားအဲ့ဒါကြောင့်မလို့လဲ9000စားဆိုတဲ့ပုံစံမျိုးပေါ်လာခဲ့တာဖြစ်တယ်အခုတော့ပြောင်းခေါ်ရတော့မယ်ပေါ့နော်ဒါ3000စားတွေပေါ့နော်3000စားတွေအဲ့တော့ဒါနဲ့ပတ်သက်လို့ဒါကြောင့်အခုစဉ်းစားမိတာလည်းရှိတယ် အဲ့ဒါပါလဲဆိုတော့ဒါဒီလိုမျိုးအပေါ်စားစီယုံမှုတွေကအခုချိန်မှာကျတော့သွားပြီးတော့အသုံးဝင်နေတာတွေတွေ့ရဒါဆိုရင်မို့တခုပေါ့နော်ဘာလို့လဲဆိုတော့တချို့ဆိုသူကမထောက်ခံဘူးမထောက်ခံဘူးဒါပေမဲ့ပတ်စံ3000ရမယ်ဟိုဒီဒီသွားလာခွင့်ရမယ်နေစိတ်စားစိတ်ရမယ်တစ်ရက်လားနှစ်ရက်လားအဲအဲ့လိုမျိုးအတော်တွင်းမှာသူတို့ကိုဒါတကားခံပြီးခေါ်မယ်ပေါ့အဲပြီးရင်ပြန်လာရင်မဟုတ်ဘူး3000မှာရအောင်မယ်ဆိုတော့အခုလိုမျိုးကြက်တဲခက်ခဲနေတဲ့ကာလမျိုးမှာဒါရရင်မနေဘူးကွာဆိုပြီးတော့ပါသွားမယ့်သူတွေထဲမှာဂျားနေဆိုတဲ့ပုံစံမျိုးကြီးလည်းရှိနိုင်တယ် အတခါလေးကျရင်ကျွန်တော်မြင်ဘူးလိမ့်မယ်ရှေ့ဒီတက်ထောက်ကံပွဲတွေပဲဖြစ်ဖြစ်ပေါ့နော်ဒါမဲဆွယ်စည်းရုံးကြီးတွေမှာပဲဖြစ်ဖြစ် NLD အင်ဂျင်ဆိုလဲဝက်ချလိုက်တာပဲကြံ့ခိုင်အင်ဂျင်ဆိုလဲဝက်ချလိုက်တာပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးဝက်ပြီးတော့ light off တဲ့ခါကျရင်ပေးမဲ့ဓာတ်ပေါက်ဘူးလားစားရမယ်ထမင်းဘူးလားစားရမယ်ပတ်စံ9000လားယူမယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားတာမျိုးတွေရှိတယ်အေးအေးတိုင်ရင်တောက်မယ်အဲအဲ့လိုမျိုးအော်ဆိုအော်လိုက်မယ်ဘာမှပြင်မန်းတာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့သွားတဲ့သူတွေကျွန်တော်တို့မြင်ဘူးလိမ့်မယ်အဲ့လိုလူမျိုးတွေကြတော့ဓာတ်မျိုးတွေကိုသူတို့က ီလိုအခွင့်အရေးကိုရတာဟာမနေဥခဆိုတဲ့ပုံစံမျိုးအဲနောက်တစ်ခုကဒီလိုကြက်တဲခက်ခဲနေတယ်ဆိုတာကစစ်ကောင်စီလောက်တာပဲဒါကလေနိုင်ငံကချွတ်ချုံကြတာတဲ့ခါကျတော့ဒါကုံစည်းနှုံးတွေမြင့်တက်လာတယ်အဲ့တော့တနေ့လုံးမှဒါလုံးလို့ရတဲ့ပမာဏကစီတပူးစာတော်မှလောကကပေါ့နော်စီတပူးစာတော်မှဝယ်လို့မရတဲ့အနေထားမျိုးတွေမှာဒီလိုမျိုးဟာကမဟာအခွင့်ရေးဆိုပြီးတော့ပါသွားမဲ့သူတွေရှိလာတတ်တယ်ပေါ့နော်အဲ့ကြတော့အဲ့လိုမျိုးသူကအင်အားအများကြီးပေါ့ဗျာအခုဆိုသူခေါ်ထားနေပဲအစုံပဲနန်းစီရီကနေပါမှာပဲဌာနဆိုင်ကပါမှာပဲ နုပညာရှင်တွေပါမှာပဲစစ်တကားကောင်တွေပါမှာပဲပြင်တရွာဟိုဘလောက်ဆိုတဲ့ကောင်တွေလာမှာပဲအဲ့လိုပုံစံမျိုးတရက်ကွက်ကိုဘလောက်ဆိုရင်ဒါဘယ်နှယောက်ဆိုရင်လာခဲ့ဆိုတဲ့ပုံစံမျိုးတွေကခေါ်မှာငါသူ့ရဲ့အင်အားအများကြီးကိုကြည့်ပြီးတော့ဒီဘက်ကတော်လန်ပြည်သူတွေကိုစိတ်သက်စစ်စင်လှုပ်ချင်တာလေဖြစ်မယ်ပေါ့နော်အဓိကတော့ဟာဒီကောင်တွေကိုအဲ့လောက်တော့ထောက်ခံတဲ့သူတွေရှိသေးတာလားငါတို့လောက်ရတယ်မြန်မာနေပြီလားဒါလိုမျိုးကြားနေတယ်လဲတွေးကောင်တွေးနိုင်တယ်အဲအဲ့လိုပုံစံမျိုးတွေလည်းရှိနေတယ် ယုံကြည်ချက်မပြတ်သားတဲ့လူမျိုးတွေပေါ့နော်အဲဒါမျိုးတွေအတွက်ကိုသူကစီယုံလှုံ့ဆော်တဲ့ပုံစံမျိုးနဲ့စိတ်သက်စစ်စင်ကြီးလောက်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲတော့ဒါဒီကိုကျွန်တော်တို့လုံးဝအမြင်မလွဲမှားဖို့လိုတယ်ဒီဟာတွေကအတုအယောင်နေတာဖြစ်တဲ့ဟန်ပြသက်သက်တာဖြစ်တယ်ပေါ့နော်အဲပြီးတော့ဒီလိုမျိုးလိုက်ပါလှုံ့ဆော်ပေးနေတဲ့ကောင်တွေကလည်းကျေးစားသက်သက်တာဖြစ်တယ်ပေါ့နော်ပတ်စံပေးပြီးခိုင်းရင်အကုန်လုတ်ပေးမယ်ဆိုတဲ့ကောင်မျိုးတွေဖြစ်တယ်ဆိုတဲ့ဟာကိုလည်းသိဖို့လိုတယ်ပေါ့နော်အဲဒါဆိုတော့အဲ့3000တန်းသားတွေအနေနဲ့လဲပေါ့နော်ဒါကိုသိခါနဲ့ဒါမလဲကြနဲ့ပေါ့နော်ပတ်စံ3000နဲ့ပေါ့နော်ယွန်းစရာကောင်းတယ် ပြီးတော့ဒါငွေပေးခိုင်းရင်အကုန်လုံးလုတ်ခိုင်းလို့ရတယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့ဒါကုသိခါကိုချမနေနဲ့ပေါ့နော်အာနာရှင်ကတော့ဒါဒီနေရာမှာသူကတောက်လျှောက်ဒီလိုမျိုးပုံစံမျိုးလုတ်မှာပဲဒါပေမဲ့သူ့ရဲ့လောရက်ကတကယ်မြေပြင်အရှိတရားဘာတွေလဲဆိုတာကိုမြင်တတ်ဖို့လိုတယ်ဒါပုံကျက်တက်ဖြတ်နေတာတွေရှိတယ်တောက်လျှောက်ပဲလုံဆောင်နေတဲ့ဟာတွေကအများကြီးပေါ့နော်လက်တလုံးပါကိုပဲဒါ28ရက်နေ့ကဒါပဲခူးတိုင်းကျုံးမြောက်မြို့နယ်တွေကပေါ့နော်ဒါဥယျာဉ်ကြီးရွာမှာ drone နဲ့ဘုံကြီးချပြီးတော့ကျဲချွားတယ်ဘုံကျဲွားတယ်ပေါ့နော်အဲ့မှာအိမ်ကြီးဆုံးဖြတ်တက်လို့အပေါ်ကြီးပွင့်ထွက်သွားတယ် ွင့်ထွက်သွားပြီးတော့ဒါတိုက်ခိုင်အိမ်လေးပေါ့နော်အဲ့အိမ်ပွင့်ထွက်သွားတယ်အဲ့မှာဒါဆက်ကျက်နေတဲ့ဒါចောင်းသားတယောက်ကလေးတယောက်ထေတယ်ပေါ့ဗျာဒါမိဘတွေဆိုရင်ကွဲအော်ဟင်းငိုယုံနေဟာလောက်ကြပါအောင်ဗျာကြည့်ကြပါအောင်ဗျာဆိုပြီးတော့အဲ့မှာဘာမှကိုမတက်နိုင်လိုက်ဘူးဗျာအိမ်ထဲမှာလိုက်ပြီးရိုက်ပြတဲ့အချိန်မှာအာသူ့အိုင်နေသူ့ကွက်နေနဲ့ဒါအဲ့လိုပုံစံမျိုးပေါ့အဲ့ကြတော့တကယ်အမြင်ပြမှာကြတော့ဒါပြည်သူကိုနှိမ့်ဆက်တက်ဖြတ်တာတွေလုပ်နေတဲ့ကောင်ကပြည်သူရဲ့ထောက်ခံမှုရကျင်နေတဲ့အတွက်ဒီလိုမျိုးပုံစံမျိုးတွေငွေပေးပြီးတော့စီးယုံနေတယ်ဆိုတဲ့ဟာကိုမြင်အောင်ကြည့်ဖို့လိုတယ် ငါတို့ကဒီလိုမျိုးအတုံးချခံနေဖြစ်နေပြီလားဆိုတာလည်းသိဖို့လိုတယ်။မင်းတို့လုံးဝကအဘမအဘဆိုတဲ့ကောင်တွေကတော့မပြောတော့ဘူး။အဲ့ကောင်တွေကလည်းကိုယ်သမိုင်းကိုရေးမဲ့ကောင်တွေပေါ့နော်။အဲ့တော့ဒါကတော့ထားလိုက်တော့အဲ့တော့ခုနလိုမျိုးလောက်ရက်တွေကိုတောက်လျှောက်မြေပြင်မှာကျူးလွန်နေရတာနဲ့ဟမ်ဒီလိုမျိုးဒါငွေကြေးလေးရလို့ဒီလိုကောင်မျိုးကိုသွားထောက်ခံလိုက်မယ်ဆိုရင်တော့ဒါလူမိုက်အားပေးပဲလို့ဒါကျွန်တော်ပြောရမှာပဲပေါ့နော်။အဲ့တော့ဒီကောင်ကအတူတူအဲ့လိုလှုပ်ဖို့အတွက်ဘာမှသူကမခဲရင်ဘူး။အခုကြည့်လေသူကအဲ့လိုမျိုးလှုပ်ဖို့အတွက်ကိုသူက အဲဒီပတ်စံပေးတာတွေဈေးစကားခံတာတွေကိုသူကသူ့ရဲ့မိဖက်စီးပွားရေးသမားတွေလုပ်ငန်းရှင်တွေကိုခိုင်းတယ်တကားခံခိုင်းတာအဲ့တော့မင်းတို့အဲ့ဒါပေးလိုက်ကွာအဲမင်းတို့ငါ့အတွက်လူစုပေးကွာအဲ့ဒီလူစုဘုံကုန်ကြစရိတ်အတွက်ကိုမင်းပေးလိုက်လူစုမဲ့လူကဘသူကစုပေးလိမ့်မယ်အဲကျော်လမျိုးတွေအားလုံးမဒီဘူးမှာတွေ့ခဲ့တဲ့အကြောင်းအရာတွေကတော့ဗိုလ်ကြီးထင်မြတ်ကနေပြီးမြန်မာနိုင်ငံမှာလက်ရှိချိန်မှာဂျားနေဝါဒဆိုပြီးတော့တုံမပဲစားဝင်နေခက်ခဲနေမှုတွေကိုဖြေရှင်းနေတဲ့လူတွေရှိပါတယ်။သူတို့တွေအနေထားလည်းလူရောက်နေပြီးတော့မင်းရောင်းနေဒီကိနဲ့ဒါကိုဖီအားယူပြီးတော့ ခုလိုမျိုးလှုပ်ဆောင်နေကြတယ်အားလုံးတွေ့နေမှာဖြစ်ပါတယ်မျိုးတွေအားလုံးပဲဒီဗီဒီယိုတော့နဲ့ပဲဆုံးသက်လိုက်ပါတယ်နောက်ထပ်ပြီးဒီမှာတော့နောက်ထပ်သတင်းတော့ပြရဲကျွန်တော်ရဲ့ကိုကြေရပါလို့ရှင် Creation Channel လို့ Lion Scramble Lion Scramble ဘေးရခွန်နေတာချင်းပြတက်လာသမျှဗီဒီယိုသတင်းအောင်ကြည့်ရှင်နားဆင်ကြရဖြစ်ပါတယ်ဘဘဘေးနဲ့မေးပြတယ်မှာအများဆုံးကြင်ဝေးကြပါသေးလို့ထပ်မံတောင်းဆုပြုရင်းနဲ့ပဲဒီနေ့မှနဲ့ဗီဒီယိုတော့နဲ့ပဲဆုံးသက်လိုက်ပါတယ်